မျိုးရေးတပ်ဦးဘိုးကော်မတီဤတဘာပတိအဖွဲ့ဝင်နှင့်တောင်ဘီယန်နန်ပြည်အမှုပညာစာပေတမကဥက္ကဋ္ဌထရန့်ဘက်ဒန်ဤအမနေပေါင်းတန်ကြာရုံးကံတော်လှန်ခဲ့သည့်နှင့်အမြတောင်ဘီယန်နန်ပြည်သူတို့သည် ထူးခြားသောအောင်ပွဲများကိုအစဉ်တစိုက်ခံယူဆင်နွှဲလျက်ရှိကြပေပြီအာရှအာဖရိကနှင့်လက်တင်အမေရိက တိုက်များမှပြည်သူတွေနှင့်တကွနိုင်ငံတကာမှတိုးတက်သောပြည်သူတို့သည် ျွန်ုပ်တို့၏တောင်ပီယန်နိုင်ငံသို့အာယုံဆူဆိုက်လာကြပေသည်အဘယ်ကြောင့်ဆိုသောကျွန်ုပ်တို့ဘီယန်နံပြည်သူအလုံး၏ထက်ဝက်သည်ကိုလိုနီအုပ်ချုပ်ရေးစနစ်၏အောက်တွင်ရှိနေကြသေးသည့်အပြင်ကိုလိုနီအင်အားစုတရက်လုံး၏ဦးစီးခေါင်းဆောင်ဖြစ်သော နေချက်အင်အားကြီးတရက်ကို ခုခံတိုက်ခိုက်နေသောကြောင့်ပင်သည်ရင်းသူမဆုံမနစ် ခုခံတိုက်ခိုက်နိုင်သည်မှာလဲကျွန်ုပ်တို့၏ကြီးမားပြင်းထန်လာသော တန်နိုင်ထန်နှင့် မယိုင်မလဲကြောက်စာတိုင်းကဲ့သို့ခိုင်မြဲသောစိတ်ဓာတ်ကြောင့်ပင်ဖြစ်၏တောင်ပြေနံဤနေပေတိုင်းမြစ်တိုင်းတောင်ကုန်းတိုင်းကြီးရွာတိုင်းလူတိုင်း၌သူရဲကောင်းပီတာသောဆွမ်းဆောင်ချက်များဖြစ်ရများရှိနေကြသည် ထိုဆွမ်းဆောင်ချက်တစ်ခုသို့မဟုတ် ဖြစ်ရတစ်ခုကို လေလာစိတ်ငုခြင်းအဖြစ်ကျွန်ုပ်တို့သည်ဆလေးသန်းသော တောင်ပြေနံပြည်သူတို့၏ပဂရိစိတ်တဘာဝကို ခံမှန်းသိရှိနိုင်၏အမေရိကန်နိုင်ငံသမားတို့သည်တောင်ဘီယန်နန်တွင်စစ်တပ်အင်အားအလုံးအရင်ဖြင့်အစွမ်းကုန်တိုက်ခိုက်လျက်ရှိရာသူတို့၏စစ်တပ်အင်အားမှာစန့်ကျင်ဘက်တပ်သားအင်အားထက်ဆယ်ဆကြီးမားသည် များသောအားဖြင့်ကဤအချိုးအစထက် ပိုနေပေသေးရာရင်းချက်ကို ကြည်ချင်းအားဖြင့်ရင်းတပ်သားများ၏စွမ်းရည်တက်တီကိုသဘောပေါက်နိုင်သည်ဥမာအဖြစ်ပြရလျင် ဟွန်တက်ကြေးရွာငယ်တွင်လက်နက်များအပြည့်စုံတပ်ဆင်ထားသည့်ရန်သူတပ်သား1500တို့သည် အမျိုးသမီး3ယောက်အသက်9နှစ်နှင့်13နှစ်အရွယ်လူမမယ်ကလေးငယ်2ယောက်အပါအဝင် တောင်ဗီယက်နမ်လူမျိုး18ယောက်နှင့်10ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် မအောင်မြင်မဲ့ဆုတ်ခွာသွားရသည့်အဖြစ်ကိုတွေ့နိုင်သည်သို့သောဥမညွဝိထုရှိကြီးတဲ့တွင်စာရေးဆရာအန်ဒတ်သည် ယုံကြည်ချက်တရက်ကိုဆွဆွမြဲမြဲစုပ်ကင်ထားသူတို့၌ရှိအပ်သောထူးခြားလာသည့်စွမ်းရည်ကိုအောင်မြင်စွာသိဖို့တင်ပြထားသည်သူတို့တွင်ခုခံတိုက်ခိုက်လိုသောတမ္မဏိစိတ်ဓာတ်ရှိနေသည့်အလျောက်ရန်သူတို့ကယင်းတို့အားချိန်မုံခြင်းကမစွမ်းနိုင်ခြင်းသူတို့အားတိုက်ခတ်ကြသောရန်သူတို့သည်လူအင်အားရောလက်နက်အင်အားပါအစမတန်တာလွန်ကြီးမားကြသည်မှန်တော်လဲ အရေးပါအရာရောက်ဆုံးသောအကြီးချင်းတစ်ရက်ကကင်းမဲ့နေပြီသည်ထိုအရာကအခြားမဟုတ်တိုက်ခိုက်လိုသော စိတ်တက်ပင်သည်ဤဝုဒ္ဓရှိကြီးအဓိကရွေးချက်မှာလည်းရင်းအချက်ကိုသေုပ်ဖော်လိုခြင်းပင်ဖြစ်၏ဝုဒ္ဓဤနောက်ခံအချိန်သည်1962ခုနှစ်ဝန်းကျင်တမရငိုဒင်းစင်ဤလက်ထက်ဖြစ်သည်သူစဉ်ကငိုဒင်းစင်ဤအစိုးရအားပုံကံတိုက်ခိုက်မှုများ နေရာအနှံ့အပြားတွင်တပြိုင်တည်းပေါ်ပေါက်လာကြလေဖြစ်ပါ၏ ဤဝိထုရဲ၌ပါဝင်သောဇက်ကောင်အများပြသည်ယနေ့ထက်တိုင်အသက်ထင်ရှားရှိနေကြစေအခြားအခြားသောပုံမူပြင့်ထန်သည့်ပုံမူရည်လည်းအောင်မြင်သည့်တိုက်ပွဲကြီးများကိုဆင်နွှဲနေကြစေပင်ဤဝိထုရှိသည်မပြောပါလောက်သည့်ချွရုံးမှုကလေးများရှိနေလင့်ကစားလှုပ်ရှားတွက်လက်လှသော အမတ်တရားဘက်မှယက်တီသောတေုံမှန်ဝိထုတပုတ်ဖြစ်ပေသည်ထို့ပြင် အမေရိကန်ကျူးကျော်ရေးသမားများနဲ့သူတို့၏ရုပ်သေးများကိုဆန့်ကျင်တိုက်ခိုက်ကြကုန်သော တောင်ဗီယက်နမ်မှအာဇာနီများ၏အကြောင်းကိုပြည်ပြင်းစွာဖွဲ့တည်ထားသည့်ဒီကဗျာရှိကြီးတပုတ်ဟုလဲဆိုနိုင်သည်တိုက်ပွဲဝင်၍အောင်မွေးစီရန်တနိုင်ငံလုံးအဓိဋ္ဌာန်ပြင်းပြနေ၌ဤဝိထုရှိကြီးထွက်ပေါ်လာသည်မှာအချိန်အခါတင်လာပါကြောင်းကျွန်ုပ်တို့သည်စာရေးဆရာစန်တက်ကို ကျေးဇူးတရားမြည်ဖြစ်သည်ထရမ်ပက်တာအမျိုးသားလက်မျိုးရေးတပ်ဦးဘိုးကော်မတီတဘာပရိအဖွဲ့ဝင်နှင့်တောင်ပီယန်နန်ပြည်အမှုပညာစာပေသမဂ္ဂဥက္ကဋ္ဌတောင်ပီယန်နန်1965ခုဒီဇင်ဘာလ ကနင့်ကိုမမေ့ပါဘူးလို့ငါပြောတာမှန်နေပြီအခုဒါကိုနင့်ဝန်ခံပြီမဟုတ်လား꽌ရင်ဒီသူမကြီးအမဖြစ်သူစုကိုအမိတ်အာနာသင်ဖြင့်ပြောလိုက်ဤသူစာဘလောက်ဆိတ်လို့ရှားကြကောင်းလဲကြည်စမ်းပြီးတော့၁၈ကြိမ်မြောက်စာလဲဖြစ်တယ်ဒီချက်ကိုမေ့လို့မဖြစ်ဘူးနော်နင့်စာတွေသူစီမြောက်ပဲပျောက်ကုန်တယ်လို့သူစာတွေလဲလမ်းမှာပျောက်ကုန်တာဖြစ်ရမှာပဲ အခုအားလုံးရှင်းသွားပြီဘလို့ဖြစ်ပြီးပျောက်ကုန်တာလဲဆိုတာတော့ဖះမှသိတော့မှာပဲမြောက်ပိုင်းနဲ့တောင်ပိုင်းဟာတနိုင်ငံနဲ့ဖြစ်ရတဲ့ခုနှစ်နှစ်အတွင်းထည့်လိုက်တဲ့စာတွေပျောက်ကုန်တာသိရတော့နင်းစိတ်ထဲမှာဘဝမကျဖြစ်သွားမှာတော့သိကြတယ်ဒါပေမဲ့နင်းယောက်ျားနဲ့ပတ်သက်ပြီးပူပင်တော့ကဖြစ်ရတာတွေအားလုံးအင်းကြီးသွားပြီးမဟုတ်လားစုမြောက်ပိုင်းမှာအခြေအနေကောင်းပြီးအေးအေးချမ်းချမ်းဖြစ်နေတာပေါ့ तू ကငါတို့ကို တတိယတော့မှမဟုတ်ပါဘူးလို့နေအမြဲပြောလိုက်ရှိတာအခုမှားနေပြီမလားမိမိပြိုလေးတီစကားကို ခက်တွက်တွက်ပြောလျက်ရှိရာသူမကြီးအတန်ထဲတွင် ဝမ်းမြောက်ပျော်ရွှင်မှုတည်းကကိန်းအောင်တည်ရှိနေပေသည် ထို့ကဲ့သို့သူမပျော်ရွှင်နေသည်မှာ ခဲဟူတော်ကိုကာကွယ်ပြောဆိုရသောကြောင့်မဟုတ်ခုနှစ်နှစ်တိတိစာရေးသားဆက်သွယ်နေခဲ့ရပြီးနောက် အမဖြစ်သူ စုအတွက်စိတ်ချမ်းမြေ့စရာ ဖြစ်ပေါ်လာသောကြောင့်သူမရွှင်မြူးနေခြင်းသာဖြစ်ပါ၏အမိုက်ဤပျော်ရွှင်မှုသည်သူမထံသို့ကူးဆက်ပြန့်နှံ့လာယုံမကထိုးပျော်ရွှင်မှုကိုဖွံ့ဖြိုးကြီးထွားလာအောင်ယူရထိမ့်သိမ်းရသည်မှာလဲနှစ်သက်စရာကောင်းလာ၏အမောက်ဝန္တာအာရပြောကြားနေစဉ်၌သူမဤမျက်ဝန်းအစုံသည်တစ်ဖက်ဖက်ဝန်းလက်တောက်ပနေကြသည်မကြာခဏဆိုသလိုလဲစုကိုရှာထုတ်ပြသည့်အပြင် သူမဤစကလုံးများကိုအလေးနဲ့ပြုသည့်အနေနှင့်ဟန်ပန်အမူအရာများလဲလိုအပ်တယ်လို့တွဲဖက်ပါဝင်လာ၏သူမသည်ခဲဝီဓာတ်ပုံကို ယူပြီးစာကိုပြန်ပေးသည်ထို့နောက်တွင်ဝရဏာအတိုင်းလျင်မြန်စွာရှောက်သွားသည်တမီလေးတွေ့သည် လေကားတည်းများအနီးတွင် ကစားနေ၏ကွာရင်သည်ခလိငယ်တွေ့ကို ပွေ့ချီလိုက်သည်ဒီဓာတ်ပုံကိုစည်ချာချာကြည့်စမ်းသမီး ။ဘသူလဲဆိုတာဒေါ်လေးကိုပြော့ပြစမ်းခလေးငယ်သည်ဓပုံကိုယူ၍တေးချစွာစူးစိုက်ကြည့်ရှုသည်။ဖေဖေဟုတ်တာပေါ့ဖေဖေပုံ။တမိဘလို့သိလဲ။မိမိကပြောထားတယ်လေ။ခလေးငယ်ဤမဲနဲ့ဝိုင်းဆက်သော မျက်စိအစုံသည်အတော်အပေါ်သို့ကြောက်ရောက်လာသည်။ယုတ်ချီခလေးသည်မိမိကိုယ်ကိုမိမိမယုံတဝက်ယုံတဝက် ဖြစ်လာပုံပေါ်သည်။ ဒေါ်လိဒါဖေဖေဟုတ်လားယင်သူမကအတော်ဖြစ်သူကို မေးရှာသည်ကွာရင်ဒီခလေးကိုတအားပွေ့ချလိုက်ယင်ဂရင်မော်တွင်ထိုင်ချလိုက်သည်သွေကို သူမဤပုံမော်တွင်တင်ထားသည်တမိဖေဖေအစ်စ်ပေါ့မှတ်ထားနော်ဖေဖေနဲ့တမိနဲ့တယောက်ကိုတယောက်တိမပေါ့ထို့နောက်သူမဤအမဘက်သို့လှည့်လိုက်ပြန်၏ဆန်းရဲ့စာအရဆိုရင် နင်းပစ်လိုက်တဲ့နောက်ဆုံးစာနဲ့နင်းတို့တားမိရဲ့ဓပုံကိုသူလက်ခံရရှိရဲ့အကြောင်းသိနိုင်တယ်ခုနှစ်နှစ်ကြာတဲ့အခါမှာတော့သူသမီးရဲ့ရုပ်ရည်ကိုသူတွေ့မြင်ခွင့်ရသွားပြီဒီကြောင့်မို့စဉ်းစားကြည့်စမ်းစု quiet သည်အမကိုပြောကြအပြီးတွင်ခလေးငယ်ဘက်သို့လှည့်လိုက်ပြန်၏သူမ၏လက်ညှိုးကိုခလေးငယ်၏နှစ်ဖူးပေါ်သို့ချစ်ခင်ယူရစွာ ထောက်လိုက်သည် ဟုတ်တယ်တမီးလေးခုနှစ်နှစ်ကြာတဲ့အခါမှာတော့တမီးရဲ့ဖေဖေကတမီးရဲ့ချစ်စရာမျက်နှာလေးကို မြင်မှုသွားပြီသူဒီကထွက်သွားတော့ကတမီးကိုမမွေးသေးဘူးမြောက်ပိုင်းသို့သွားရောက်၍ပြန်လဲတက်ဆုခြင်းမပြုမီရက်တို့ခွေ့ယူ၍သူမထံသို့ခင်မွန်းတယ်လာရောက်နေထိုင်ခဲ့ပုံတို့မှာမနေ့ကမှဖြစ်ပျက်ခဲ့သည့်အလားစု၏စိတ်အစဉ်ထဲတွင်ပြပြပြင်းပြင်းပြန်လဲပေါ်လာ၏ ကျမ်းပြင်များကိုချစားထားသည့်ဤမြည်သော ခြေတန်းရှင်အိမ်ထဲ၌ပင်စံသည်ထွက်ခွာရမည့်အချိန်ကို ပြုံးရွှင်စွာဖြင့်စောင့်မျှော်နေခဲ့သည်အပေါ်ရာအဖြစ်အေးစေးတည်ငြိမ်ဟန်ရှိနေတော်လဲသူ၏စိတ်ထဲတွင်မြည်သောဖြစ်နေသည်ကိုဇနီးတဲ့တယောက်ထဲသာသိသည်တနည်းထဲဝါမကြပါဘူးဟုရွာသူရွာသားများအားစံကပြောကြလိရှိခဲ့တော်လဲသူ၏အမှန်တကယ်ခံစားချက်ကို နောက်ဆုံးညကြာရောက်မှလာဇနီးကို ပြောကြခဲ့သည်အမေစိတ်ပူမှဆိုလိုတာနှစ်နှစ်လို့ပြောရတာအချစ်ဒါပေမဲ့ဒီတိုင်းဖြစ်လိမ့်မယ်မဟုတ်ဘူးလို့ကိုယ်စိတ်ထဲမှာခံစားနေရတဲ့အကြောင်းကိုတော့ဝန်ခံရမှာပဲစစ်ပွဲဟာတစ်နှစ်အတွင်းမှာပြန်လည်ဖြစ်ပွားပြီး၃နှစ်၄နှစ်၅နှစ်အထိကြာကြင်လဲကြာမယ်အခြေအနေကို အမှန်တိုင်းသဘောပေါက်ထားဖို့လိုတယ် ဖုန်ညကညစ်တဲ့တော့အချိန်လိုက်သူကဇနီးဤဥကောင်းကလေးကိုသူ့မခုံးပေါ်သို့ဆွဲယူမိတင်ထားလိုက်၏ထို့နောက်အတန်းကြာအောင်တိတ်ဆိတ်ငြိမ့်သက်နေပြန်သည်ပြီးတော့မှသူ့ကိုယ်သူ ပြောလျင်အဖြစ်အောက်ပါအတိုင်းဆို၏ဒီမှာရှိတဲ့တည်တည်မျိုးတွေဟိုမှာရှိမှအရှိရလားမသိဘူးတည့်ရတီးတို့မင်းကွတ်တီးတို့စပြစ်တီးတို့ကိုဟိုမှာတွေ့နိုင်မှာမလား ဘာပဲဖြစ်လေစပီတီတော့မလဲမသွေရှိမှာပါပဲဒါပေမဲ့ဘဲလာဘဲရသည်မှာစပစ်ပင်တွေဖူးကြပွင့်ကြမလဲတော့မသိဘူးငါတို့ဒီမှာလို့နှွေဥရာသည်နဲ့နှစ်တစ်ကူပွဲတော့အချိန်လောက်မှာဖူးပွင့်ကြတာတော့ဟုတ်မယ်မထင်ဘူးပရမနိုင်သူအားကြောခိုင်းထွက်ခွာရမည့်အကြောင်းကိုရှောင်ရှားလိုသဖြင့်တတိမြအကြောင်းကိုပြောဆိုနေခြင်းဖြစ်သည်ဟုဇနီးတွေကထင်မြင်မိပါသေး၏ ထို့နောက်တွင်သူဆိုလိုသည့်အထိပယ်ကိုရုတ်တရက်သဘောပေါက်လာ၏ဆက်နှုတ်ဖျားမှထွက်ပေါ်လာသောစကလုံးများ၏နောက်ွယ်ရှိအထိပယ်ကိုရိတ်စားမိလာသည်ထိုနှင့်ထိုညမတိုင်မီလွန်ခဲ့သောနှစ်နှစ်အကြာကဧကံဘွဲတစ်ခုတည်းသူမလောအဘိတာဝန်ထမ်းဆောင်နေစဉ်ဆန်ကသူမကိုပထမဆုံးအချိန်တွေ့မြင်သတိပြုလိုက်မိခြင်းပင်သည်သူမသည်မူလကမြို့တို့မြတ်တန်တရာမဖြစ်ခဲ့ နောင်ခါကြမှသူမ၏ချစ်စရာကောင်းသောစံကေတာထက်၌ပန်းစင်ထားသောစပြစ်ပန်းမွေ၏တင်းရနံကသူအားစတင်ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုဆံကထုတ်ဖော်ဝန်ခံခဲ့သည်သူတို့နှစ်ယောက်အားဖူးစာစုံရန်ဖန်တီးပေးခဲ့သော ထိုးဧကံပွဲကိုတသက်မေ့ပျောက်နိုင်ကြပြီမဟုတ်ထို့နောက်တနေ့တွင်စံသည်စုကိုတယောက်ချင်းတွေ့ကြုံခဲ့ပြန်ပါ၏ စပိပြမွန်းကိုဘာလို့မပန်းတော့တာလဲသူကသူ့မကို ပြုံးကြည့်ရင်မေးမြန်းခဲ့သည်သူတယောက်ရှက်ရှက်နဲ့မျက်နာမထားတတ်အောင်ဖြစ်သွားမိခဲ့ပါ၏ပြန်လည်၍မပြုံးလိုက်မိရန်နှကန်းကိုကြိုက်ထားခဲ့ရ၏ဒီအဖြစ်များကိုယနေ့တိုင်အောင်မမေ့နိုင်သေးတကယ်တော့ချစ်သူနှူ၏အချစ်ဆက်လန်းဏိဒန်းစင်ခဲ့ခြင်းဟု ဆိုနိုင်သည် တနိုင်ငံလုံးနေရာအနှံ့ပြ၌စည်ရည်အောင်မွေးများ ခံယူနိုင်ခဲ့ခြင်းပဲသူတို့နှစ်ယောက်၏မေတ္တာပန်းကလည်းဟွန်တက်ကြေးရွာ၌ဖူးပွင့်ဝေစာသောစပြစ်ပန်းများနှင့်အပြိုင်ရှင်သန်လန်းဆန်းခဲ့သည်တစ်နှစ်ကြာတွင်သူတို့နှစ်ယောက်လက်ထပ်လိုက်ကြ၏ဒေမင်ဖူးအောင်မွေးကြီးကိုချိတ်ချိတ်သဲဆင်နွှဲနေခြင်းဖြစ်သောကြောင့်သူတို့၏လက်ထပ်မင်္ဂလာပွဲသည်ထိုနယ်တစ်ဝိုက်တွင်ပျော်စရာအကောင်းဆုံးသော မင်္ဂလာပွဲဖြစ်ခဲ့သည် ချစ်သူနူးသည်တလမျှအတူနေထိုင်ခွင့်ရကြ၏ထို့နောက်ကွဲကွာသွားလိုက်ကြသည်မှာယခုခုနှစ်ကျော်ကြာညောင်းခဲ့ကြပြီမိသည့်တရင်မြလည်းမကြရဒီနေ့မှသာခင်မွန်းတဲ့ထံမှပေးပို့လိုက်သည့်စာတို့ကလေးတစ်စောင်ကိုစုလက်ခံရရှိလိုက်သည်သူ၏ကြီးမားသောမေတ္တာတရားကိုလည်းဒီစာတို့ကလေးတဲ့တွင်စုကအမှတ်ထင်ထင်တွေ့မြင်နိုင်ပါ၏ ခုနှစ်နှစ်များတောင်ကြာညောင်းခဲ့ပါပကောစု၏စိတ်ထဲတွင်တကယ်မဟုတ်တယ်လို့ခံစားမိခဲ့သည်။အော်အချိန်တွေကုန်သွားလိုက်တာခုနှစ်နှစ်တောင်ရှိသွားပြီ။ငါတို့တွေ့ကြုံခဲ့ရတဲ့ဒုက္ခတွေကို तू ကတော့ဘလို့မှသဘောပေါက်နိုင်မှာမဟုတ်ဘူးအမ။ तू နဲ့ကွာရှင်ပြက်စဲချောင်းစာချုပ်ကိုသူတို့ကနင့်ကိုအတင်းလက်မှတ် ထိုးခိုင်းတာတို့ကြားလောင်အိမ်ထဲမှာချုံနောက်တာတို့မိချောင်းတွင်းထဲထဲတာတို့သာ ။ तू သိရင်ဘလောက်စိတ်ဆိုးလိုက်မလဲ။ तू ဘလို့လို့သိမှလဲညီမရဲ့။စုကတိမ်တိမ်မွေ့မွေ့ကလေးပြုံးလိုက်သည်။ဒီဒေသကပြည်သူတွေအခုလိုညှဉ်းဆဲနှိပ်စက်ခံရတယ်ဆိုတာတော့ကြားမှာပေါ့။ဒါပေမဲ့သူစနီးကိုယ်တိုင်အဲ့ဒီလိုညှဉ်းဆဲခံရတဲ့အထက်မှာပါနေတယ်ဆိုတာကတော့ဘယ်သိနိုင်မှာလဲလေ။တမိငယ်တွေသည်လူကြီးနှစ်ယောက်စကားလက်ဆုံးကြနေချိန်၌၊ကွာရင်ဤပုံပေါ်မှဆင်းလိုက်ပြီးလျင်၊သူမအမေဤ အချုပ်ချင်းနှောင်းရှိရာသို့လျှောက်သွားသည်ချင်းထဲမှမှန်ငယ်တစ်ခုကိုထုတ်ယူ၍ဂရင်ဒေါင်သို့သွားသည်နန်းဟိုကြောပေးထိုင်ကမှန်ကလေးကို အကြာကြီးစူးစိုက်ကြည့်ရှုနေ၏ထို့နောက်တွင်သူမ၏လက်ထက်မှ ဖခင်တပ်ပုံနှင့်မှန်နေ၌ထင်နေသောမိမိရုပ်ပုံကို ရှင်၍ကြည်သည်မျက်စိများပါးစပ်များနေရွယ်များစသဖြင့်အသေးစိတ်နှိုင်းရှင် လေ့လာနေပေသည် မျက်စိနှင့်မျက်ခုံးများသည်တူညီခြင်းမရှိကြပေ။သူမ၏မျက်လုံးများသည်ဝိုင်းဆက်၍ဖခင်၏မျက်လုံးများသည် ရှည်သွဲသည်။ပြီးတော့ဖခင်၏မျက်ခုံးများကထူလွန်းသည်။နှာခေါင်းများနှင့်ပါးစပ်များမှာချွတ်ဆွတ်တူနေသည်။ဒီခါကျမှ တွေ့ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ပျော်ရွှင်လွန်းသဖြင့်ရင်ထဲတွင်တဒိမ့်ဒိမ့်ခုန်လာသည်။ တမိငယ်သည် ကြီးမားသော မျက်လုံးကြီးများကိုကြဲကြဲဖွင့်လျက်အခြားသောတူညီမှုများကိုရှာဖွေပြန်ချည်သည်တွေဤစိတ်ထဲတွင် ဖခင်နှင့် အဖြစ်နိုင်ဆုံးတူလိုသည် သူတွင် ဖခင်တယောက်ရှိနေသည် ဆိုသည့်တရေစကားကိုကြားရသောနေ့မှစ၍မမြင်မှုသေးသည့်အဖေကို အသက်နှင့်ထက်တူချစ်ပလိုက်သည်ဖခင်ဖြစ်သူကလည်းကမ္ဘာလောကကြီးတစ်ခုလုံး၌တမိကိုအယားအာထက်အချစ်ဆုံးဖြစ်မိမှာ မလွဲဒီချက်ကိုသူက အခိုင်အမာယုံကြည်ထားသည်ဒီနေ့မနေ့တွင် အမေကသူ့ကိုတပ်ပုံကလေးပေးပြီးအဖေဤပုံဖြစ်ကြောင်းပြောပြခဲ့ရာသူကအလင်းမြန်ယုံကြည်လိုက်သည်မိမိသည်သူ့ကိုဘယ်တော့မှညာမပြောဘူးခဲ့ထို့ကြောင့်ယုံကြည်ခြင်းဖြစ်သည့်အပြင်တပ်ပုံကိုတွေ့မြင်လိုက်ရသည်နှင့်တပြိုင်နက်ဖေဖေပုံဖြစ်ကြောင်းသဘောပေါက်လိုက်သည် မိမိကလည်းဖိဖိယုတ်ရည်မိတို့မိပုံဆိုသည်ကိုမကြာခဏပြောကြားခဲ့ဘူးသည်မဟုတ်ပါလားစုတွင်ရင်နာစရာအကောင်းဆုံးသောအတွေ့အကြုံတည်းရှိခဲ့ဘူးပါ၏စံသည်သူမအားနှုတ်ဆက်ထွက်ခွာသွားပြီးနောက်သူ၏တပ်ပုံကိုတစ်တာကလေးတလုံးနဲ့တွင်စုကသိသိထားခဲ့သည်သို့တော်လည်း1956ခုတွင် ရန်သူများကသူမအားခရိုင်မြို့သို့ ဖန်စီခေါ်ဆောင်သွားခဲ့ရာစံဤဓာတ်ပုံကိုလည်းတွေ့ရှိသွားသည့်အလျောက်အစိတ်စိတ်အမွှားမွှားစုပ်ဖြဲပစ်ခဲ့ကြသည်ထိုနှစ်၌ပင်တမိငယ်တွေ့သည် လူလောကအတွင်သို့ ရောက်ရှိခဲ့၏သူသည်ညီမနှင့်စကားဆက်မီပြောဆိုနေရာမှသူမ၏မျက်စိအစွန်ကတမိငယ်အပေါ်သို့တိတ်တခိုးကြားရောက်သွားသည် ထိုမှတဖန်သူမ၏အကြည့်သည် ညီမဖြစ်သူ꽌ရင်အပေါ်သို့ကြောက်ရောက်သွားပြန်မာ၏တမိငယ်တွေသည်သူမမမြင်ဘူးသောဖခင်ဤဓပ်ပုံကိုအသေးစိတ်လေ့လာစစ်ဆေးနေသည်ကိုတွေ့ရသဖြင့်꽌ရင်ကမီမိစေရန်ပါဇက်ကိုလဖွားနှင့်အုပ်ထားလိုက်ရ၏သို့တစေမီမိအောင်ကြိုးစားထိ ंछ ုပ်ခြင်းကမစွမ်းနိုင်ပေအတော်ဤဤတန်ထွက်ပေါ်လာသောကြောင့်တမိငယ်ထိတ်လန့်သွားသည့်အပြင်ရှက်ကိုးရှက်ကန်းလည်းဖြစ်သွားသည်ဓပ်ပုံနှင့်တကား မှန်ကိုသူမ၏ရင်မက်နှင့်ကတ်ခါဖွက်ထားလိုက်လေသည်စုကတော့ရေမောခြင်းမပြုပေဘယ်နဲ့လဲသမီးလေးသမီးရဲ့ဖေဖေနဲ့ရုပ်ချင်းတူရဲ့လားသမီးငယ်တွေသည်မိခင်၏အမေကိုဖြေချခြင်းမပြုပဲတခြားတစ်ဖက်သို့လှည့်သွားသည် သူမ၏မျက်စိအစုံသည်လဲမျက်ရည်များရေဝဲလာသည်စိတ်ထိခိုက်လွယ်သောကလေးငယ်စတင်၍ငိုရော့မိအဖြစ်ကို စုက သဘောပေါက်လာပါ၏ဒင်းသမီးလေးကတော့ငေငေငယ်ကအတိုင်းပဲသူမရဲ့မိခင်ကမကြကနာပြောကြခဲ့မှုသည်မဟုတ်ပါတော့သမီးငယ်ကိုမေခွန်းထုတ်လိုက်စဉ်ကသူမရဲ့မျက်စိအစုံကပါပူလောင်လာခဲ့သည်ဘာကြောင့်ဒီလိုဖြစ်ခဲ့ရသည်ကိုတော့စုစဉ်းစားလို့မရသူမသည်စိတ်လုံးရှားစွာဖြင့်ခလေးကိုရုတ်ချီးပွတ်ချီလိုက်သည်ဒင်းငယ်ကအတွင်း၌တားမိနေရောက်တပိုင်တည်းလဲ ငုံမိရတာဖြစ်သွားသည်။ကိုရင်သည်တားမိနေရပြီအဖြစ်ကိုစောင့်ကြည့်ရင်အသားရပြုံးလိုက်၏။ဒီကနေ့၌မမျော်လင့်မဲကြားရောက်လာသောပြောစရာတရင်ကြောင့်စိတ်လုရှားကကြာစင်းလာသည့်ငွေမျက်ရည်များဖြစ်ကြောင်းကိုသူမှသဘောပေါက်လိုက်သည်။နှစ်ပေါင်းများစွာကြာမြင့်ခါးစီး၍ခံစားခဲ့ရသောဒုက္ခတောက ပရိဒေဝစသောနာကြီးမှုအပေါင်းတို့သည်ပလဲမျက်ရည်တို့လိုအညာချွေကြစင်လာခဲ့စေသည် မဟုတ်ပါတော့။ တို့ရတွင်အမားဖြစ်သူနှင့်တကွတိန်သားလုံး၏ပျော်ရွှင်မှုကို အတိတ်မှအမင်္ဂလာအရေးတို့ရှက်တန်းခြင်းမပြုပါစေနှင့်